င်္ဂလာပါရှင်ကျွန်မကတော့ဒီဇူလိုင်မှာ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်တနင်္သာရီတိုင်းဒဝယ်မြို့နယ်ဒဝယ်မြို့ဝင်ပေါက်တိုင်းတရားမှာစစ်ကောင်စီတပ်နဲ့တော်ဒေသရစ်တော်လိုင်းရေးတပ်ဖွဲ့တွေကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေရလို့အနီးအနားနေထိုင်သူတွေစီကနေသိရပါဗျ။မေလ9ရက်မနက်9:00နာရီခွဲလောက်မှာဒဝဲဘိတ်ပြည်တော်စုကားလမ်းပေါ်မှာရှိတဲ့ဒဝဲမြို့ဝင်ပေါက်တိုင်းတရားကစစ်ကောင်စီစစ်ဆေးဂိတ်ကိုတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါဗျ။ မနက်အစောပိုင်းကလေးကလက်နက်ကြီးတန်းတွေကြားနေရပြီးမြို့ပေါ်ကိုဈေးလာတက်ရောက်တဲ့ဈေးတွေတွေလည်းမပြန်ရသေးပဲပိတ်မိနေတယ်လို့ပေါက်တိုင်းဒရာနီနာမှာရှိတဲ့ဒေသခံကပြောပါရယ်အဲ့ဒီပြေးတိုက်ပွဲကြောင့်တဝဲမြို့ကနေတရက်ချောင်းဘက်ကိုသွားတဲ့မြို့ဝင်အထွက်ကပေါက်တိုင်းဒရာမှာနေ့လယ်၁၇နာရီထိဖြတ်တန်းသွားလာလို့မရသေးဘူးလို့အနီးနားဒေသခံတွေနဲ့ရင်ပေါင်းတချို့စီကနေသိရပါရယ်တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေလေရင်ပြန်ဝဲနေတာမျိုးတွေကိုလှုပ်ဆောင်နေတယ်လို့မြို့ကန်တွေကဆိုပါရယ်ရှင် ကင်းနီပြည်နယ်ဒီမိုဆိုနောက်ချမ်းကိုမေလ6ရက်ည7:00နာရီလောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်တလုံးပျက်စီးခဲ့လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကဂျာဖိုက်တာ၂စီးနဲ့မိနစ်အနည်းငယ်ချာပြီးလေကြောင်းကနေဘုံဆယ်လုံးနီးပါးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်အာဇာနီကုန်းင်းကိုဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူထိခိုက်မရှိပေမဲ့ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြရလို့ဒေသခံတယောက်ကပြောပါရယ်ဖုံးကျဲတဲ့အထက်မှာအစိမ့်ဝေးကြောင့်မူဝေတာအော့အန်နာနဲ့အင်အားပြက်လက်သလိုဖြစ်တာတွေလည်းရှိနေပြီးမလန်းမဆန်းဖြစ်တယ်လို့လည်းဆိုပါရယ် ိုက်ပွဲဖြစ်ပွားတာမရှိပဲစစ်ကောင်စီတပ်ကဒေသခံနဲ့စစ်ရှောင်ပြည်သူတွေနေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်စစ်ပေးရှောင်ပြည်သူတွေစိုးရိမ်မှုမြင့်တက်နေကြပါတယ်ရှင်။ တိုင်းကြောင်ရောင်းမြို့နယ်တဲ့ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမေလ၄ရက်နဲ့၅ရက်နေ့တွေမှာရပ်သားပြည်သူတွေကိုအကြောင်းမဲ့တပ်ဖြတ်ခဲ့ကြတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။ငါတရမြို့နယ်ခွဲကနေအင်အား120ဝန်းကျင်လောက်နဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာကြာပရောင်းတောင်ဘက်ချမ်းမှာရှိတဲ့ရွာရီဘက်ကိုစစ်ကြောင်းထိုးရင်းရဲသားပြည်သူ30ကျော်လောက်ကိုလူသားတိုင်းပြေဖမ်းဆီးခေါ်ဆောင်သွားပြီးအပြစ်မဲ့ပြည်သူ၂ယောက်ကိုလည်းအကြောင်းမဲ့တပ်ဖြတ်ခဲ့တာလို့ဆိုပါရတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကမ်းဖြူရွာသားကိုရင်ကြီးဆိုသူကိုမေလ၄ရက်နေ့မှာပြစ်ခတ်တပ်ဖြတ်ခဲ့ကြတာဖြစ်ပြီးကိုအောင်စန်းဝင်းကိုတော့မေလ၅ရက်နေ့မနေ့ပိုင်းမှာဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးနေ့လယ်ပိုင်းမှာပဲကမ်းဖြူကျေးရွာကနေပြန်လည်ထွက်ခွာသွားကြတယ်လို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက DVB ကိုပြောပါရယ်စစ်ကြောင်းဟာပြီးခဲ့တဲ့မေလ၂ရက်ကစတင်ပြီးကြောက်ပရောင်းမြို့ရဲ့တောင်ဘက်ချမ်းမှာရှိတဲ့ကမ်းဖြူဂျိုးပင်သားထောက်ဝကူတော်အိုရင်းနဲ့ကြီးကဲကြီးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေရလို့သိရပါတယ်ရှင်။ ဗမော်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပစ်ခတ်တာတွေဖြင့်စစ်အင်အားဖြည့်တင်းတာတွေလှုပ်ဆောင်နေရလို့သိရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ခရင်ပူပေါင်းတပ်တွေကယာယီထိုးစစ်ရနာပြီးနောက်ဧပြီလ25ရက်နေ့ကစတင်ပြီးဗမော်မြို့တွင်းကျန်ရှိနေတဲ့စကခ27ခလာရ49နဲ့စစ်ကောင်စီတပ်ဖွဲ့တွေတဆွဲထားတဲ့နေရအများပြားကိုပြိုင်နဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ခရင်ပူပေါင်းတပ်တွေက ဗမော်မြို့ကိုပိတ်ဆို့တက်ခိုက်နေတာဖြစ်ပြီးမေလ9ရက်အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလည်းလေးချောင်းနဲ့ပဲစစ်အင်အားဖြည့်တင်းတာနဲ့ရိခါချပီးတာတွေပြုလုပ်နေတယ်လို့ KNY သတင်းရင်းမြစ်ကပြောပါရယ်ဗမော်မြို့အတွင်းကလက်လွတ်လက်ရတဲ့ရက်ွက်တွေကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီတပ်ကနေအားစိုက်တိုက်ခိုက်နေတဲ့အပြင်မေလ၄ရက်နေ့မှာလည်းဗမော်မြို့ကိုရဟတ်ရင်နဲ့စစ်အင်အားဖြည့်တင်းတာတွေရှိတယ်လို့ဆိုပါရယ် ကစားရဘက်ကလည်းအင်အားကြီးတဲ့နော်ရီတော့ပုံမှန်လုပ်နေတယ်ဘနော်ဒီဝအီလီနေနေလည်းခေရနေပုံမှန်လာချတာလို့ရတော့ရှိနေတော့နော်ပြီးတော့လုံခဲရရတဲ့အပဲဒီစကားစားဘက်ကဒီယူပူဆောင်ရင်ဟာရင်းနဲ့အာလူရင်းအားလာချတာရှိတယ်ဘနော်ခမန်ရော၆ချက်ဝန်းကျင်တော့ရရင်နဲ့လာချတော့ရှိတယ်ဒါတော့ဒီစကားကနစတီမှာရရင်လာချင်တာဆိုရင်ဒီပုံမှန်တက်ခွေးစားတဲ့ချိန်မှာဒုတိယချိန် la sen lalou kia anponon di dute akon moun la chal rin a chal sen la la chal do re sou bi kama anponon piro ato chal do sakasa nasati ka adi mipi ane plouman man lanan gen chini anponon pomo ane adi mipi ane plouman a tapo lan janm lounan gen chini man di chan wani we akil pi ane kiti nan ane ki ane kiti nan ane pilon gen a re shite anponon man nasati seseye kouke moutan a chou man li zakon chile an dayen ဈေးသက်ရင်ထပ်ပေါ်သက်ရင်နဲ့အင်ဂျင်နီယာသက်ရင်တွေတက်ဆွဲထားတဲ့နေရာတွေအားလုံးမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ KYE ဒီနေ့နဲ့ပြန်ကြားရေးဌာနကလည်းဖော်ပြထားပါတယ်။ KYE ပူပေါင်းတပ်ဟာအပရလ25ရက်နေ့မှာဗမောမျိုးကတန်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထုဆစ်ဆင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီး drone တွေနဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ပမောရဒီမီလာဆန်တရားနေရုံမြင့်ပြသူစစ်တီမမမရှိပေမဲ့ဖက်ပြန်လန်ပြခတာရီရှိရှိနေရဘနတီကျေပကလည်းမြင့်ပြမပြန်ပြီးရှင်းလင်းနေတာရီရှိတယ်ပြီးတော့ဒီနပယ်ပြန်လန်နေချီပြခတာရီရောနေတိုင်းပဲရှိနေရုံပဲဘနဆဘဆဘကလည်းဦးလီရင်နဲ့ပုံကျဲတာရီဘနလီရင်နဲ့ပုံကျဲတာချက်လီနဲ့ပုံကျဲတာဝဲထွေးရင်းနဲ့လို့ပုံကျဲတာရီနောက်ပြီးတော့ဝဲဤပုံတော့ဒီဘူဆောင်ရင်ဒီရင်နဲ့ PC ချတော့ရောပုံမှန်ပဲရှိနေတော့မယ်ပေါ့နော်ပြီးတော့ဒီ25ရက်နေ့သူစစ်စားတဲ့နောက်ပိုင်းမှာဒီမျိုးပုံမှန်တဆွေထားရပေါ့နော်စကားစကားစကားတချို့ကိုတင်ပါရရှိတယ်လို့ဒီရတယ်ပေါ့နော်ဒီအော်မစ်ပီတူစီယုံနေပြီးတော့ဒီပလုံကွင်းတိုက်တာအဲ့မှာစကားရှိရစကားစကားစကားမျိုးလေစကားစကားစကားဆိုတဲ့စကားစကားဆွေထားနေအောင်ပြန်ပြီးပင်ဆိုင်ပင်စီရမိတာရှိတယ်ဗျာဗမော်မြို့တိုင်းတိုက်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကလေးက KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကထူးဆန်းဆန်းတက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်ထိဗမော်မျိုးတွင်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ဗမော်မျိုးကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စကခ27အနီးပတ်ဝန်းကျင်ရှိအမတ်9336တန်ချက်ကတက်ရင်တင့်ကားတက်ရင်အမြောက်တက်366နဲ့လေးစိတ်တို့ကို KIA ပူပေါင်းတက်ကဇန်နဝါရီလကနေဖေဖော်ဝါရီလ၂ရက်နေ့အတွင်းတက်ခိုက်တင်ပိုက်ချပြီးဖြစ်ပါတယ်။ကျွန်မဟနာပါ။ ဒီဗီဒီယိုမှတင်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဒီဂျူလိုက်ပါ